ရိုးရလက်ဝဲရဲ့အပြင်းထန်ဆုံးလက်နက်ခေါင်းတိုက်တက်ကွက်ဘောရလုံးဝင်းလာပါခင်ဗျာကျွန်တော်ကိုဝမ်းပါဝမ်းစပေါ့ကနေအားလုံးကိုကြိုးစားပါတယ်ရိုးရလက်ဝဲနဲ့တခြားတိုက်ခိုက်အားကစားတွေရဲ့အဓိကကွာချက်ကခေါင်းတိုက်ချက်ကိုအသုံးပြုမှုပါ MMA ပါဝင်ဘယ်အားကစားနည်းမှခေါင်းတိုက်ခြင်းကိုခွင့်မပြုရိုးရလက်ဝဲမှာသာခွင့်ပြုတယ်ရိုးရလက်ဝဲမောင်တွေကလည်းခေါင်းတိုက်တက်ကွက်ကြောင့် ပြိုင်ဘက်နိုင်ငံသား fighter တွေကိုအသာစီးယူခဲ့တဲ့ဘွဲစဉ်တွေလည်းအများကြီးရှိခဲ့ပါတယ်။တွေ့မဆောင်တတ္တိအောင်ထုံထုံမင်းဇောငမန်းစိုးလင်းဦးနဲ့နိုင်ငံသားစာမားတဲမှာဆိုရင် Dave တို့ကကောင်းတိုက်ကောင်းကောင်းဆက်ကောင်းသူတွေပါ။မမရပြောရရင်2009မြန်မာထိုင်းရိုးရာလက်ဝဲပွဲလို့တော့သူဝနာအားကစားယုံယုံပြေယုံချန်ခဲ့ပြီးတော့တွေ့မဆောင်ကပါဝီကိုကောင်းတိုက်ချက်နဲ့အနိုင်ပြလိုက်တယ်။အဲ့ဒီချိန်ပါဝီကတကယ်ကိုလွင့်နေတဲ့အကောင်းဆုံးချိန် ထိုးရခတ်ပါတယ်ဆိုရဲတူရရဲအောင်လို့ကစားသမားမျိုးကိုပူပူနွေးနွေးအလဲထိုးထားသူဖြစ်ပါတယ်။တွေးမရှောင်တဲ့ပွဲမှာလဲပါဝီကလှလာပပကြွားကြွားရွရလေးကစားရင်းနဲ့ပရမချီမာတွေးမရှောင်ပရိသတ်တွေကိုယင်ပူအောင်ကစားပြခဲ့သေးတယ်။ထိုးလုံးတပ်ပေါက်ရလဲပရမချီမာပါဝီကတော့စီးသလိုဖြစ်နေခဲ့ပါတယ်။အဲ့ဒီလိုအခြေအနေမျိုးကနေဒူရချီမာပါဝီထင်မှားတဲ့ခေါင်းတိုက်ချက်ကိုထုတ်သုံးနိုင်လို့တွေးမရှောင်ကအကွဲထိုးနဲ့အနိုင်ရခဲ့တဲ့ပွဲဖြစ်ပါတယ်။ နောက်ထပ်မမရရှိတာကတော့တတ္တိအောင်ကထိုင်းဖိုက်တာလေတာကိုသူအနာယုံမှာပဲခေါင်းတိုက်ချက်နဲ့ပဲအနိုင်လိုက်တဲ့ဘွဲစဉ်ဖြစ်ပါလေလေတာကတတ္တိအောင်နဲ့ရှင်လိုက်ရင်ပါဝါပိုကြီးသလိုအလုံးထဲလဲစီးတယ်ထိုးလုံးတပ်ပေါက်ကလည်းလုံးတက်ကင်တက်ဆိုတော့တတ္တိအောင်ယုံကန်ခဲ့ရတယ်ဒါပေမဲ့လက်ရရနေနေတဲ့တတ္တိအောင်ကရိုးရလက်ဝဲရဲ့လက်နက်ခေါင်းတိုက်ချက်ကိုအသုံးပြုပြီးလေတာကိုအလဲထိုးနိုင်လိုက်တာဖြစ်ပါလေတကယ်ကိုရှာမရှာပြီးတော့နိုင်ငံတကာဖိုက်တာတွေမလုံရဲတဲ့ခေါင်းတိုက်ချက်လို့တင်စားနိုင်ပါတယ် မြန်မာပြည်လိုတန်းချန်ပီယံဟောင်းခေါင်းတိုက်လွန်ကောင်းတဲ့ဒေးဗ်ကလည်းနိုင်ငံသားကစားသမားဖြစ်ပါတယ်။ယောဂလက်ဝဲရဲ့ခေါင်းတိုက်ပညာရပ်ကိုဒေးဗ်ကတတိယအောင်စီကသင်ယူခဲ့တယ်လို့ပြောမှုတယ်။မြန်မာပြည်သက်တွေနဲ့ရင်းနှီးပြီးသားထိုင်းဖိုင်တာကြီးခရွန်ကလည်းဒေါ်တော်မင်းကိုရှုံးခဲ့တဲ့ဘွဲတင်ဒီမှာခေါင်းတိုက်ချက်တွေကြောင့်သူအထိနာခဲ့တယ်လို့ဝန်ခံခဲ့မှုပါတယ်။နိုင်ငံသားတယောက်ဖြစ်ပေမဲ့ယောဂလက်ဝဲရဲ့အလွတ်တန်းချန်ပီယံဖြစ်ခဲ့သူဒေးဗ်ရဲ့ခေါင်းတိုက်ပညာကလည်းထင်ရှားလာပါတယ်။ ဒေဝခေါင်းတိုက်တတ်လို့ပြိုင်ဘက်ရဲ့ခေါင်းတိုက်ချက်တွေကိုကာကွယ်ရမှာလဲဒေတတ်တတ်ရှိသူဖြစ်ပါတယ်ခေါင်းတိုက်ခေါင်းနဲ့ထွန်းထွန်းမင်းတော်မှဒေဝနဲ့တွေ့မှာခေါင်းတိုက်ချက်နဲ့အသာစီးမယူနိုင်ခဲ့ပါဘူးရိုးရလဝေသမားတွေတဲကဇောငံမန်းနဲ့ဇိုးလင်းဦးတို့ရဲ့ခေါင်းဆက်ခေါင်းတိုက်ချက်တွေကလည်းပြိုင်ဘက်တွေအတွက်အိမ်မဆိုးတွေဖြစ်စေခဲ့ပါတယ်အထူးသဖြင့်ဇောငံမန်းရဲ့အပူချုပ်ကနေခေါင်းဆက်ချက်တွေကထိရောက်လွန်းလှပါတယ်ရန်ကြီးအောင်ရွှေဆိုင်နဲ့လုံချောတို့ကိုအသာစီးယူခဲ့တာကလည်းဇောငံမန်းအဓိကအပူချုပ်နဲ့ခေါင်းတိုက်ချက်တွေအကြောင်းလို့ပြောလို့ရပါတယ် တမ်နီဆိုရဲ့ခေါင်းတိုက်ချက်တွေထိုင်းဖိုင်တာတွေနဲ့ရှင်တဲ့ပွဲဒီမှာအများဆုံးတွေ့ရတတ်ပါလေဇိုလင်ကတော့ခေါင်းတိုက်တာရောခေါင်းဆက်တာကိုပါနှစ်မျိုးလုံးအသုံးပြုတတ်တဲ့သူဖြစ်ပါလေယိုရလက်ဝင်းနဲ့ခေါင်းတိုက်ချက်စွာခွဲမရတဲ့ပြယုတ်တစ်ခုပါအဲ့ဒီယိုရလက်ဝင်းရဲ့ခေါင်းတိုက်ချက်ဆွဲဆောင်မှုတွေက BKFC founder တွေမှာပါတဲ့ MacGregor လို့ဂန်ဝင်း fighter တွေကိုလည်းဆွဲဆောင်နိုင်ခဲ့ပါလေဂျမ်းပေးရန်ပေးဆိုတဲ့ MMA fighter တွေတော့မလုံးဝနဲ့ခေါင်းတိုက်ချက်တိုက်ွက်ကိုမြမယိုရလက်ဝင်းကအသေးကောင်းကောင်းနဲ့ အမွေနစ်လိုထိမ့်သိမ်းခဲ့တာဖြစ်ပြီးဆက်လက်ထိမ့်သိမ်းသွားမှာလည်းပဲဖြစ်ပါလေ။